အင်္ဂါသားသမီးများဟာအခုရောက်ရှိနေတဲ့၅လပိုင်းဆိုတဲ့တလတာကာလတွင်မှာတိတိသာသာကောင်းနေတဲ့ဂျိုသားတော့ငွေနံလို့ခေါ်တဲ့တမြန်လာဂျို ဖြစ်ပါတယ်။ဒါကြောင့်မလို့ငွေကြီးစီးပွားလတ်လာပါလေပွင့်လန်းတော့မဲ့တလတာကာလကို ရောက်ရှိလို့လာပါပြီလို့ကျွန်တော်အနေနဲ့ဟောချက်ပေးလိုက်ပါတယ်။အဲ့တော့ပုံမှန်ဝင်ငွေပုံမှန်လမ်းကြောင်းတွေအပြင်တခြားကြီးကြီးမားမားပေါ့နော် လမ်းကြောင်းတွေကလည်းငွေတွေဝင်လာတတ်ပါတယ်။ဒါကြောင့်ငွေဝင်လာနိုင်တဲ့လမ်းကြောင်းတွေအပေါင်းဖွင့်တာပါ။ထီလို့ချဲလို့ထိုးလို့ရပါတယ်ဗျာ။နော်။အဲ့တော့မထော်လင်းမဲမထင်မှတ်ပဲငွေကြီးအစုလိုက်ပုံလိုက်အလုံးလိုက်အရင်လိုက်ဝင်လာပါလိမ့်မယ်။အဲဥပမာအယောင်ဝယ်သမားတယောက်ဆိုလို့ရှင်လည်းပဲအယောင်ဝယ်တွေကောင်းမဲ့လက်လာပါတွေရှင်လာပါလိမ့်မယ်။အဲ့တော့ဆုံးရှုံးထားတဲ့ငွေကြီးတွေရှိတယ်ပြန်ရလာပါလိမ့်မယ်။ပေးစရာရှိတယ်ငွေကြီးကိစ္စတွေဖြည့်ရှင်းရမယ့်ကိစ္စတွေရှိတယ်ဆိုရင်လည်းပဲ ပြည်လည်အောင်ဖြည့်ရှင်းနိုင်တဲ့အချိန်ကာလဆိုတာကိုတွေ့ရပါတယ်။နောက်တစ်ခုကတော့ခရီးကိစ္စတွေမှာအဆင်ပြေတတ်ပါတယ်။သွားမယ်လာမယ်၊သွားရလာမယ်ခရီးတွေမှာ စိတ်ချမ်းသာမယ်၊ပျော်ရွှင်ရမယ်၊အောင်မြင်ရပါလိမ့်မယ်။အမခရီးနဲ့အကျိုးပေးတယ်။နောက်ပြောစကားဆိုစကားလေးတွေမှာလည်းပဲပြီးမြောက်အောင်မြင်စေမဲ့အချိန်ကာလကိုရောက်နေတယ်လို့တွေ့ရပါတယ်။ကိုနှုတ်ကပြောတဲ့စကားတွေဟာ အဲထီရောက်မယ်ပေါ့အောင်မြင်မယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေတွေ့ရပါတယ်။နောက်ဒီကာလအတော်အတွင်းမှာသူများ ਨੇ စက်တူလုပ်ငန်းတွေပါရလို့ရင်အဆင်ပြေကြပါတယ်။နောက်တန်ဖိုးရှိတဲ့စက်ပစ္စည်းလိုဟာမျိုးတွေဝင်လာတတ်ပါတယ်။နောက်စိတ်ဓာတ်ပိုင်းယုံကြည်မှုပိုင်းအားကောင်းနေတဲ့အချိန်ကာလဖြစ်တယ်လို့ယံနေအနှောင့်အယှက်တွေတိုက်ခိုက်တွေအပြန်အတိုင်းတွေရှိခဲ့မယ်ဆိုရင်လည်းပဲဒါတွေကိုအောင်မြင်သွားဖြတ်ကျော်နိုင်တဲ့အချိန်ကာလကို ရောက်နေတယ်ဆိုတာကို တွေ့ရပါတယ်ခင်ဗျာကျမ်းမာရေးပိုင်းအခြေအနေအတွက်ကိုမေးခဲ့မယ်ဆိုရင်လည်းဒီချိန်ကာလတွေမှာမကျမ်းမာနေတဲ့သူတယောက်ဆိုရင်တော့မှပဲပြန်ပြီးတော့နလန်ထလာလိမ့်မယ်ပြန်ပြီးတော့နေကောင်းကျမ်းမာလိမ့်မယ်เนาะယောဂနဲ့ဆေးအနာနဲ့ဆေးတွေ့ပါလိမ့်မယ်အဲ့တော့ဒါကျမ်းမာရေးအတွက်ဒါစစ်ဖြစ်တယ်ပေါ့เนาะကြုံကြည်စိတ်ချရတဲ့အချိန်ကာလတစ်ခုကိုရောက်ရှိနေခြင်းဖြစ်ပါတယ် ပညာရေးအခြေအနေမှာတော့ပုံမှန်အားဖြစ်ရှိပါတယ်အကောင်ဆိုးညီမျှနေတယ်လို့တွေ့ရပါတယ်ဘာသာရေးပိုင်းနဲ့ပတ်သက်လို့ဟောတယ်ဘာသာရေးကလည်းအတူတူပါပဲအကောင်အဆိုးညီမျှနေတယ်လို့ပြောရမယ့်အချိန်ကာလတစ်ခုဖြစ်ပါတယ်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာတော့နည်းနည်းလေးညံ့ပါတယ်တချို့သောတချို့သောသူတွေနဲ့အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်နော်အားလေးတွေတစ်ချက်ရှိပါတယ်နောက်တစ်ခုကတော့ဒီချိန်ကာလအတွက်မှာအလောက်ကိုင်းလေးတွေမှာနည်းနည်းလေး အပူတော့ကများစရာလေးတွေစိတ်ကူပင်ရတာမျိုးလေးတွေရှိတတ်ပါတယ်။ဒါဟာသိကြီးကြီးမားမားပြဿနာကြီးရလို့တော့မဟုတ်ပါဘူးเนาะ။အဲ့တော့အလုတ်ကင်မှာနည်းနည်းလေးကူပင်ရတယ်နည်းနည်းလေးထင်းမော့တယ်နည်းနည်းလေးခက်ခဲတယ်။အဲဆိုလိုချင်တာတော့သိအလုတ်ကင်နဲ့ပတ်သက်တဲ့အခြေအနေမှာစင်လုံးကြော်ကြီးကောင်းဖို့ပြီးတော့အဆင်ပြေချောမွေ့နေနိုင်မယ်လို့တော့မဟုတ်ပါဘူး။ပုံမှန်နဲ့နည်းနည်းလေးအားနည်းနေတဲ့အချိန်ကာလကို ရောက်နေတယ်လို့ပြောလို့ရပါတယ်။နောက်ကြီးခဲ့တဲ့သူတွေရဲ့ စူပူမှုတွေကို ခံရတတ်ပါတယ်။ကြီးကြီးမားမားပြဿနာရှာတာမျိုးရဲ့လို့တော့မဟုတ်ဘူးเนาะအပေါ်ယံပေါ့ကွာ။နည်းနည်းဘဝစူရာပူရာလေးတွေဖြစ်တတ်တယ်။နောက်အိမ်နဲ့လည်းပဲနည်းနည်းလေးသဟစာတာ မတည့်တလို့မျိုးဖြစ်တတ်ပါတယ်။ဒါလည်းပဲပြဿနာကြီးတစ်ခုရဲ့လို့တော့မဟုတ်ပါဘူးကွာเนาะ။ကြရာကတော့ဗီရင်ဒိန်းနဲ့ကျွန်တော်ကြည့်ပြီးတော့လိုအပ်တာလေးတွေကိုအရင်ဆုံးဟောပြောပေးတာအင်္ဂါသားမိများတဲ့တေရော့ကတ်နဲ့လည်းပဲကတ္တမဖတ်ကြားပြီးတော့ဘလို့ဘလို့ဖြစ်နိုင်တယ်ဘလို့ဘလို့ရှိနိုင်တယ်ဆိုတာကို ကျွန်တော်ပြောပြပါမယ်။နောက်ဘာလို့တင့်နေဆိုတဲ့ရေရာလေးလည်းပဲကျွန်တော်အကြံဉာဏ်ပေးပါဦးမယ်။ဂျာဖက်ကြောင့်ညာဝင်ကျင်လာကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမြန်းကျင်တဲ့မိတ်ဆွေများကကျွန်တော်ရဲ့ TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုတောင်းယူလို့ရပါတယ်။အရင်ကနေဆက်သွယ်ပြီးလို့ရှိရင်ဒါကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမြန်းလို့ရပါတယ်။တရက် နှစ်ရက်လောက်ဆောင်းရပါမယ်။ဘာကြောင့်လဲဆိုတော့တူးချင်းတယောက်ချင်းရဲ့ဗီဒီယိုငန်းကိုကျွန်တော်အတွက်ချက်ပြီးတော့လိုအပ်တဲ့ hostan လေးကိုအရှင်ဆုံးပို့ပေးပါလေ။ဟောဝါတက်တတာနဲ့ပတ်သက်တဲ့စိတ်နေစရာတွေဆောင်းဝမ်းရှောင်းတွေဖွာစာတာနဲ့ပတ်သက်တဲ့ဟောနှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့ဟောလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေပို့ပေးမယ်။ပြီးကိုကဘယ်နည်းဘယ်ကိန်းကိုဘယ်လိုရောက်နေတယ်ဆိုတာနားလည်အောင်ရှင်းပြပေးမယ်။နောက်ကိုသိလို့တဲ့မင်းလို့တဲ့အကြောင်းလေးစားတွေကိုလည်းပဲတဲရော့ကန်လေးနဲ့ကျွန်တော်ဒါဟောပြောပေးတာမျိုးတွေလည်းပဲရှိပါတယ်နော်။ နောက်တစ်ခုကရန်ကုန်မှာကျွန်တော်ဗီဒီယိုဟောကမ်းဟိုလေးဖွင့်ဖို့အတွက်ကိုဒါကြိုပြီးတော့ကျွန်တော်ကြီးညာခဲ့တယ်ပေါ့နော်ဒါပေမဲ့မဖွင့်ပြသေးဘူးအဲ့အတွက်တော့ကျွန်တော်ကပြင်ဆင်စ조사နေတော့မှဖြစ်တယ်လောလောဆယ်9လပိုင်း1ရက်နေ့2ရက်နေ့ထေကြတာတော့ဒီ2ရက်ကရန်ကုန်မှာကျွန်တော်ရှိပါတယ်ကျွန်တော်နဲ့အပြစ်မှာလူတွေ့ဖို့အရေးကြီးကိစ္စကြီးလို့ဗီဒီယိုမြေးမြန်းခြင်းတဲ့သူတွေအတွက်ကတော့ကျွန်တော်ရွှေကောင်နိုင်ဟိုတယ်မှာရှိပါတယ်။အဲတော့ဒါရောက်မြေးမြန်းခြင်းတဲ့သူများကကျွန်တော်ရဲ့ တစ်တော့ messenger မှာပဲဖြစ်ဖြစ် Viber မှာပဲဖြစ်ဖြစ်ဒါရောက်ဒါဆက်သွယ်ပြီးလို့ရှိရင်ဒါကျွန်တော်ရှိကိုလာရောက်ဖို့အတွက်ပေါ့နော်ဒါစုံလမ်းလို့ရပါတယ်ခင်ဗျာနော်ကဲတော့အင်္ဂါသားနည်းများတွေမီလာတလတာရဲ့ကံကြမ္မာအခြေအနေလေးကိုဒါတေရောကံလေးနဲ့အကြပေးမှဖြစ်ပါတယ်ခင်ဗျာ အင်းငါသားသမီးများကိုဒီကမှားကြားကျင်တာကတော့ဒီချိန်မှာတဲ့ပြဿနာတွေနဲ့ကင်းအောင်နေပါဘယ်ပြဿနာတွေလဲဟိုမှဝင်ပါပါပါနဲ့ကိုဝင်ပါလိုက်လို့ရှင်အဲ့ပြဿနာတွေကမပြီးတော့ဘူးဖြစ်သွားပါလိမ့်မယ်ပို့ပြီးတော့ရှုပ်ထွေးပုံပါလိမ့်မယ်เนาะအဲ့လိုလိုတွေရှိပါတယ်နောက်တစ်ခုကအိမ်တွင်းရေးအိမ်တော်ရေးမိသားစုရေးကြောင့်စိတ်သောကများနေရတာမျိုးတွေဖြစ်တတ်ပါတယ်အထူးသဖြင့်ပေါ့ အဲချစ်သူရှိတဲ့သူလို့ရှင်တဲ့အခြေရေးကြောင့်အိမ်တော်ရှိတဲ့သူလို့အိမ်တော်ရေးကြောင့်တခြားအရေးကိစ္စတွေမှာပါလာပြီးတော့ထိခိုက်စေတာမျိုးလေးတွေကြုံရတတ်ပါတယ်နောက်တစ်ခုကဒီချိန်ကာလတည်းမှာစိုးရင်ကြောင်ကြပူပင်နေတဲ့စိတ်တွေကိုသိမ့်မထားပါနဲ့တတ်နိုင်စီပေါ့ပေါ့ပေါ်ပါလေးနေပါဒီချိန်ကာလတည်းမှာအစာပိုင်းမှာမဟုတ်မလို့လို့မဖြစ်မလို့နဲ့ပြီးတဲ့အခါမှာတိတာထင်ရှားသွားတဲ့တိုးတက်အောင်မြင်မှုတွေကို ရရှိလာနိုင်ပါလိမ့်မယ်။တချို့သောပြဿနာတွေကကိုယ်ဝင်မပါဘူးဆိုရင်ဖြေရှင်းစရာတော့မလိုဘူး။သူကသူပြီးသွားပါလိမ့်မယ်။ကိုယ်ဝင်ပါလိုက်ခါမှာပို့ပြီးတော့ရှုပ်ထွေးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။เนาะဒါလေးကိုကျွန်တော်အရေးကြီးလို့ထပ်ပြီးတော့မှာကြားခြင်းဖြစ်ပါတယ်။အဲ့တော့အခုဒါငါးသားမိန်းမ၅လပိုင်းတလားတာတွေမှာကံနေကောင်းမှုအတွက်ဆိုရင်စီတမင်းတပကံဖျားမှာလှုပ်ပြီးတော့စူတောင်းပေးပါ။ ယ်နေ့ပဲဖြစ်ဖြစ်မနက်ပိုင်းပေါ့နော်ဘုရားမှာစီသမင်းတပတ်ကတန်လူပူဇော်ပြီးတော့ကံတွေကောင်းဖို့အတွက်ဆုတောင်းပေးပါလို့ကျွန်တော်ရေရာပေးလိုက်ပါတယ်အခုကျွန်တော်ရဟောချက်လေးတွေကကိုယ်နဲ့တိုက်ဆိုင်မှုရှိခဲ့ပဲဆိုအပမှာပုံမှန်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်